ပယူပီဂျီမိုဘိုင်းဂိမ်းဆော့တဲ့ကီးဘုတ်မောက်ဆက်ဆက်လက်ရှင်လေးကိုပြောပြပေးမယ်။ဒါလေးက Android Converter လို့ခေါ်တယ်။သူ့မှာ USB အဝင်နှစ်ပေါက် USB အထွက်တစ်ပေါက်တိုက်စီတစ်ပေါက်ပါမယ်။တိုက်စီပေါက်က power ကျွေးလေးပေါက်ဖြစ်ပြီးတော့သူ့မှာပါတဲ့တိုက်စီကျိုးလေးနဲ့ power ကျွေးရပါမယ်။အဲ့တော့ဒီကျိုးလေးရဲ့တိုက်စီကောင်းလေးကိုအခုနောက်က Android Converter ရဲ့တိုက်စီပေါက်မှာ join လိုက်မယ်။ပြီးရင်ကျိုးရဲ့ USB ကောင်းလေးကိုကြတော့ကိုကြိုက်နေတက်ရ power တစ်ခုခုနဲ့ကျွေးလို့ရတယ်။အဲကျွန်တော်ကတော့ power bank နဲ့ကျွေးလိုက်တယ်။ အပပါဝါကျွေးပြီးမီးပြလေးမိတ်တုံမိတ်တုံလင်းလာပါမယ်။အရှိက USB နှစ်ပောက်ကကီးဘုတ်နဲ့မောက်စ် join ရတဲ့ USB နှစ်ပောက်ဖြစ်ပါတယ်။ဒါလေးကတော့ RGB gaming mouse လေးပဲဖြစ်ပါတယ်။သူ့ရဲ့ USB ကောင်းကို Android converter ရဲ့ညာဘက်မှာ ထိုးလိုက်မယ်။ဒါဆိုရင်ပါဝါရရင် USB မောက်လေးကမီးလင်းလာမယ်။ဒါကတော့ QWERT ပဲတချမ်းပါတယ်တချမ်းကီးဘုတ်နော်။အဲ့ဒီကောင် USB ကောင်းကို Android converter ရဲ့ဘယ်ဘက် USB အပေါက်မှာထိုးပေးလိုက်မယ်။ ဒါဆိုရင် keyboard ကလည်း power ရပြီတော့ keyboard မှာလည်းမီးလင်းလာမယ်။အခုဆိုတော့ keyboard နဲ့ mouse ကိုတက်ဆင်လို့ပြူရပြီ။ keyboard နဲ့ mouse ကိုမီးတွေလင်းနေမယ်။ဒါကတော့ phone တင်တဲ့ phone stand လေးပေါ့နော်။ phone ကိုအောက်မှာခြားထားကြမလို့ပေါ့နဲ့အဲ့ဒီ stand လေးပေါ့တင်ပြီးတော့စုံနိုင်ပါလေ။ Okay stand ကိုအရှိမထားမယ်။ converter ကိုဒီအောက်ဘက်မှာထားလိုက်မယ်။ဒါဆိုတော့ phone ကိုကျွန်တော်တို့တည်ချမြင်ရမယ်။ Bluetooth မချိတ်ခင်မှာကျွန်တော်တို့ဖုန်းမှာ software လေးတစ်ခုတောင်းရမယ်။အဲ့ဒါက Movie Gaming software လေးဖြစ်တယ်။ ပြီးတော့သူ့မှာအညုံးစာရွက်လေးလည်းပါမယ်အဲ့ဒီအညုံးစာရွက်ဒီဘက်ထဲအရှိဆုံးမှာဆိုဒီစကန်ကုတ်ကိုဖတ်လိုက်မယ်ဆိုရင်ကျွန်တော်ဘာတွေထွက်လာမလဲဆိုရင်ဒီမှာစကန်ကုတ်နဲ့ဖတ်လိုက်ဖတ်လိုက်မယ်ဆိုရင်သူက website တွေတခုတည်းကိုရောက်သွားမယ်အဲ့ဒီ website ထဲမှာဒီဒီပစ္စည်းနဲ့ပတ်သက်တဲ့ tutorial video တွေကိုတခုချင်းစီကြည့်ပြီးတော့လေ့လာလို့ရပါတယ်နောက်ပြီးတော့ကျွန်တော်တို့ software တွေကတခါလေကြာရင်ပြောင်းလဲတတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ပို့ပြီးတည်ကြအောင်ဒီအညွန်းစာရွက်တွေက scan code ကို စကန်ဖတ်လိုက်မယ်ဆိုရင်ဘာဆော်ဝဲကိုဒေါင်းရမလဲဆိုတာသိနိုင်မယ်အဲ့ဒီမှာစကန်ဖတ်လိုက်တော့ movie gaming ဆိုတဲ့ဆော်ဝဲလေးကိုတွေ့တယ်ကျွန်တော်ပြထားတဲ့အတိုင်းကိုဒေါင်းလုပ်ဆွဲမယ် install ကိုနှိပ်မယ်နောက်ပြီးရင်အောက်ကိုနည်းနည်းဆင် install ကိုထပ်နှိပ်မယ် install ကိုနှိပ်ပြီးခဏစောင့်ပြီးမယ်အောက်မှာ download ဆိုပြီးပေါ်လာရင် download ကိုနှိပ်လိုက်မယ်ဒါဆိုရင် application ကိုစပြီးတော့ download ဆွဲနေပါပြီဒီ application ရဲ့ file size အနည်းငယ်ကတော့ 81MB ရှိတယ် လောက်မှမကြောက်10မိနစ်5မိနစ်ဆိုရင် download ဆွဲလို့ပြီးပါမယ်ပြီးတော့ပြီဆိုရင်တော့အဲ့ဒီ application ကိုကိုယ့်ရဲ့ဖုန်းထဲကို install တင်ပေးမယ် install တင်ပြီး open နှိပ်မယ်ပြီးရင်ပထမဆုံးပေါ်လာ agree နှိပ်မယ်ပြီးရင် confirm ကိုဆက်နှိပ်မယ်ပြီးရင်ဒီလိုမျိုးရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီဘက်ထောက်က connect ကိုနှိပ်မယ်စပြီးတော့ location ဖွင့်မယ်ဖွင့်ပြီးရင်အောက်က tan on ကိုနှိပ်ပြီးတော့ဒီလေးခုလုံးကိုကျွန်တော်တို့ live ဖွင့်ပေးမယ်ဒီမှာကိုယ့်ရဲ့ ဒီ movie software ကို လိုက်ရှာမယ်ဝင်ပေးလိုက်မယ်ပထမတစ်ခုဖွင့်ပါ යි ဒုတိယတစ်ခုထပ်ပြီးဖွင့်မယ်အောက်ဆုံးတစ်ခုကကြတော့ location asset ပေးတာအောက်ကကြတော့ battery ကို disable လုပ်တာ okay လေးခုလုံးစိမ်းသွားပြီဆိုရင်ကျွန်တော်တို့အပေါ်ဆုံးက connect ကိုနှိပ်ပြီးတော့ဒါ allow နှိပ်ပြီးမယ် file ကို location asset လုပ်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့အောက်ဆုံးကဒီ search လေးကို တစ်ချက်နှိပ်မယ် နှိပ်လိုက်ပြီးကျွန်တော်တို့ Android converter ကိုရှာနေမယ်။ရှာတွေ့ပြီးကျွန်တော်ပုံလေးပို့လာမယ်။အဲ့ဒီကောင်လေးကိုနှိပ်ပြီးတော့ပဲလုပ်ပြလိုက်မယ်။ဒါဆိုရင်ချိတ်ဆက်သွားပြီကျွန်တော်တို့အပေါ်မှာဒီမှာ drive mode ဆိုပြီးပုံနေပြီနော်။ဒါဆိုတော့ချိတ်ဆက်သွားပါပြီ။ Okay ဒါဆိုရင်ကျွန်တော်တို့ဆော့မယ့် game ကို add game ကိုနှိပ်မယ်။ဘာဂိမ်းဆော့မလဲကျွန်တော်တို့ PUBG game ဆော့မှာဖြစ်တဲ့အတွက် PUBG game ကိုထည့်လိုက်မယ်ပြီးရင် game နဲ့ကိုဝင်သွားပါမယ်ဝင်လိုက်ပြီဆိုရင် game script မှာဒီလိုစာသားလေးတွေပုံနေတယ်ပဲဆိုရင်နော် ကျွန်တော်တို့ဒါကအလုပ်ဖြစ်တယ်ပေါ့နော်အလုပ်ဖြစ်တယ်ပြောလို့ရပြီအဲ့ဒါဆိုရင်ကျွန်တော်အခုစပြီးတော့အစမ်းစောကြည့်ဖို့အတွက် training ကွင်းနဲ့ကိုတစ်ချက်တွားပါမယ် Okay training ကွင်းနဲ့ကိုရောက်ပြီဆိုရင်ကျွန်တော်တို့စပြီးတော့စမ်းကြည့်အောင်အခုဒီဘာမှအလုပ်မလုပ်ဘူး Okay ဘာဆက်လုပ်မလဲဘာမှအလုပ်မလုပ်ရင်ကျွန်တော်တို့တစ်ချက် gain နဲ့ထွက်လိုက်မယ် movie game app တွေကိုပြန်ဝင်မယ်ဒီကျွန်တော် drive မှုဆိုတဲ့စာလေးကိုအောက်ကမပင်မှုကိုတစ်ချက်ပြန်ချိန်နိုင်မယ် ပြီးရင်ခဏဆောက်ပေးမယ်။ Okay အခုဆိုရင် dry move ကနေမပင်မှုပြောင်းသွားပြီ။အဲ့ဒီမပင်မှုစာတာကိုပြန်နေပြီးတော့ dry move ကိုပြန်ချိန်နိုင်မယ်။ Okay ပြုရပြီဆိုရင်ကျွန်တော်တို့ gain နဲ့ကိုပြန်ဝင်မယ်။ပြီးရင်ပြန်ဆန်းကြည့်ရအောင်။ Okay ဒါဆိုရင်အလုတ်လုတ်သွားပြီနော်။ Okay ဒါဆိုရင်တော့အဆင်ပြေပြီးစော်လို့ရပြီ။ Okay နောက်တစ်ပိုင်းမှာဆိုရင်တော့ကျွန်တော်ဒီတချို့ key တွေကကျွန်တော်မမိတာတွေရှိမယ်ဆိုရင် key မပင်လုတ်တဲ့နေကို ပြန်ပြီးပြောပြပေးမယ်အခုဆိုရင် mouse ကကျွန်တော်အလုပ်မလုပ်ဘူးအဲမိုးတော့ထောင်နေတယ်အဲ့ခါကျရင်ကျွန်တော် key map ပြင်လုပ်ဖို့တောက်က icon လေးကိုနှိပ်ပြီးတော့ကျွန်တော် change ကိုနှိပ်မယ် change ဆိုတဲ့စာလေးကိုနှိပ်လိုက် key map ပြင်ပေါ်လာမယ်အဲ့ဒီမှာကျွန်တော်ဒီ area ရဲ့ mouse mouse ဒါ key လေးပေါ့နော်အဲ့ဒီကောင်လေးဒီဘက်တောက်လေးမှာထားလိုက်မယ်ပြီးရင်ကျွန်တော်တို့အဲ key ပေါ်မှာမမိတဲ့ key တွေကိုကျွန်တော်တို့လိုက်ပြီးတော့လိုက်တင်ပေးမယ်နော်အချို့ key တွေကကျွန်တော် mouse အဲကျွန်တော်ကီးတွေလွတ်နေပါเนาะအဲအဲ့လိုအဲ့လိချာချင်ကျွန်တော်တို့လိုတဲ့ကီးတွေကိုသူ့သူ့နေရာနဲ့သူ့ light တင်ပြီเนาะကျွန်တော်ပြတာအတိုင်းပြီးွားပြီအကုန်လုံးပြီးပြီဆိုရင် save ကိုနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့စပြီးတော့စမ်းကြည့်အောင် okay ဒါဆိုရင် mouse လည်းအဆင်ပြေပါပြီကီးတွေလည်းကျွန်တော်သူ့အနေနဲ့သူ့ချိန်ချိန်ပြီးွားပြီเนาะချိန်ပြီးွားပြီဆိုရင်ကျွန်တော်အခုအစမ်းစော့ကြည့်မယ်เนาะ okay အခုစော့တာကတော့အဆင်ပြေနေပြီ okay ရပြီ အခုကျွန်တော်စကုတ်တွေပါဖွင့်ကြည့်မယ်အဲစကုတ်ဖွင့်အဲဒါစကုတ်မငိမ့်နာကြတော့ကျွန်တော်တို့ဒါ PUBG စကုတ်စတင်နေမှာနည်းနည်းတော့ချိန်ပြီးရပါမယ်ပေါ့နော်ဒါဇက်ကကြတော့ကျွန်တော်လဲအိတ်တာအဲဒီ C ရကြတော့ထိုင်တာအဲတခြားကီအဲ့ဒီမှာကျွန်တော်ကီးမမတ်မိလေကီးဘုတ်ပေါ်ပုံလေးကြီးပြီးတော့ line နေလို့ရမောက်ရှေညာဘက်ကလေးကဒါစကုတ်ချိန်တာပြီးရောဘယ်ဘက်ကကြတော့တနတ်တနတ်ပြစ်တာပေါ့နော်โอเคပြစ်တယ်ညာဘယ်ဘက်ကလေးနဲ့ပြစ်တယ်ညာဘက်နဲ့စကုတ်ချိန်နေ โอเคตะหนักเฉิงน่ะจ้ะเราดิมาดิแบบคีย์บอร์ดก็1 2ป่ะเนาะอ่า1 number 1ဆိုပြီးတနက် number 2ဆိုပြီးတနက်ပေါ့โอเคနောက်ပြီးအခုကျွန်တော်ကားတော်မောင်းပြမယ်ကားမောင်းတာကြတော့ဘလို့မောင်းမလဲအရင်ဆုံးဒါခုံတာခုံတာစပိပါပြီးကျွန်တော်တို့ကားတော်မောင်းမယ်ကားမောင်းမှုတော့ဒီမှာ getting အတူပါပြပေးတာ G G နဲ့နှိပ်လိုက်ပြီးဆိုရင်ဒါ G ရကားလေးဝင်တာကျွန်တော်တို့ကားမောင်းတဲ့အခါမှာဆိုရင်ဒီလိုမျိုး keyboard နဲ့မောင်းမယ်ဆိုရင်ဒီ ဒီ CRI နဲ့မဟုတ်ဘူးเนาะဒီဟိုးစာနဲ့ဒီဘူလုံးလေးနဲ့ပြောင်းပြီးတော့ကျွန်တော်တို့ဆော်မာဒီကီးဘုတ်နဲ့မောင်းလို့ရမယ်ကားရဲ့ထွက်တာကကြာဒီ mouse ရဲ့ဒီဘက်ကလစ်လေးအဲ့ကလစ်လေးကိုနှိမ့်လိုက်ရင်ဒါထွက်သွားတယ်ပြန်ထွက်ပြမယ်ဝင်မယ်ဝင်ပြီးဒီမှာ mouse ရဲ့ဒီကလစ်လေးကိုနှိမ့်လိုက်ရင်ထွက်သွားတယ်ပေါ့နော် okay အိတ်ဖွင့်တာပြမယ်အိတ်ဖွင့်တာကကြာတော့ကျွန်တော်တို့ဒီမှာ tab ခလုတ်နေ tab ခလုတ်နေဖွင့်မယ် tab cloud ကိုဖွင့်ပြီးအဲ့အဲ့ထဲမှာရှိတဲ့ပစ္စည်းလေးတွေကိုကျွန်တော်တို့မောက်ရဲ့ week cloud ကိုနဲ့ပြီး pointer ပေါ်မယ်ပေါ်ပြီးကျွန်တော်တို့ဒီရလေး pointer လေးနဲ့ဟိုဖိပြီးတော့ဟိုဟိုရွှေအပေါ်အောက်ဒီရောက်ရွှေပြီးတော့ဒါ location ချိန်ပြန်ပြီး point mouse wheel လေးကိုနဲ့ပြီး wheel ကိုပြန်ဖြောက်လို့ရဒါမှမဟုတ် tab ကိုဖိတာပြီးလှုပ်လေရတယ်နော်အဆင်ပြေတယ်လို့လှုပ်လို့ရတယ် okay ဒီဘောက screen ဘောက key တွေဖြောက်ချင်တယ်ဆိုရင်ကျွန်တော်ဒီ movie ဆိုတဲ့ icon လေးကိုနှိပ်မယ်နှိပ်ပြီးဒီမှာ hide ဆိုတာလေး ညလုံးလေးကိုနှိမ့်လိုက်မယ်ဆိုရင်ဒါ screen ပေါ်ကကီးတွေပျောက်သွားပြီဒါဆိုတော့ကျွန်တော်တို့ပုံမှန်တိုင်းဂိမ်းဆော့လို့ရပြီအဲ့တော့ကျွန်တော်အခုပြထားတဲ့မှာကီးတချို့ကျွန်တော်ပြဖို့ကြံခဲ့တာတွေရှိမယ်ဥပမာမြေပုံဖွင့်တာတို့ပါတို့မြေပုံဒါ marking ပေးတာတို့ပါတို့တော့ကြံခဲ့မှာနော်အဲကိုကြိုက်တဲ့ကီးပေးလို့ရတော့အခုကျွန်တော်ပြတာကြီးစွန်ကားတဲ့ဝင်တာဒါမှမဟုတ်တခြားကီးပေးလဲရတယ်ဒါတော့ပါပဲအဆင်ပြေပါသေး